ဥမာကြီးကင်စာရဲ့ရှေးပြေးလက္ခဏာ၅ခုဥမာကြီးကင်စာဟာကမ္ဘာအဖြစ်အများဆုံးကင်စာတွေထဲကတစ်ခုဖြစ်တယ်လို့အခုနောက်ပိုင်းမှာလူတိုင်းသတိပြုမိလာတဲ့အထိဖြစ်ပွားမှုနှုန်းတွေညံ့တက်လာပြီးဖြစ်ပါတယ်။အရင်ကဥမာကြီးကင်စာဟာအသက်50နောက်ပိုင်းမှာအဖြစ်များတယ်လို့သိကြပေမဲ့အခုနောက်ပိုင်းမှာတော့အသက်ငယ်တဲ့လူငယ်တွေမှာပါဖြစ်ပွားမှုနှုန်းနဲ့တည်ဆုံးမှုနှုန်းတွေများပြားလာပြီးဖြစ်တာကြောင့် ကြိုတင်သတိပြုဆင်ကျင်နိုင်မဲ့လက္ခဏာတွေကိုညှဝေပေးခြင်းပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ဥမာကြီးကင်ဆာရဲ့အရှိပြေလက္ခဏာ၅ခုရဲ့အကြောင်းကိုတို့ပြပေးပါမယ်။၁ဥလန်းကြောင်းအလေထားပြောင်းလဲခြင်း။ဥမာကြီးကင်ဆာကိုခံစားရသူတွေအနေနဲ့ဥလန်းကြောင်းစနစ်ကတာမန်နဲ့မတူပဲအပြောင်းအလဲများစွာ ဖြစ်စေနိုင်ပါတယ်။ဥမာအဖြစ်ဥမာကြီးကင်ဆာရဲ့ကင်ဆာအလုံးအကျိတ်တွေကြောင့် ဥလန်းချောင်းပိတ်ဆို့မှုကိုခံစားရတဲ့အခါဝမ်းရှုပ်ခြင်းဖြစ်စေနိုင်သလိုဥမာကြီးကင်ဆာအကျိတ်ကြောင့်ဥနေရံတွေပျက်စီးတာနဲ့ဥမာကြီးရဲ့တဘာဝလှုပ်ရှားမှုကိုထိခိုက်စေတာကြောင့်နောက်ဆက်တွဲအနေနဲ့ဝမ်းလျှောခြင်းကိုပါခံစားရနိုင်ပါတယ်။နှစ်ဝမ်းထဲမှာသွေးပါခြင်းဥမာကြီးကင်ဆာကြောင့်ဖြစ်လာတဲ့အလုံးအကျိတ်တွေဟာသွေးကြောတွေကို ထိုးပေါက်ဖျက်ဆီးနိုင်ပြီးတော့နောက်ဆက်တွဲအနေနဲ့သွေးယူရာနဲ့ ဝမ်းထဲမှာသွေးပါတာတွေဖြစ်စေနိုင်ပါတယ်တခါတည်းမှာတော့တိတာတဲ့သွေးယိုစင်းမှုတွေကိုတွေ့ရပြီးတော့အများစုကတော့တမန်မျက်စိနဲ့မြင်ရခက်တဲ့ဝမ်းထဲမှာသွေးပါတာတွေပြည့်ကြုံအားနိုင်ပါတယ်ဒီလိုမျိုးဝမ်းထဲမှာသွေးပါခြင်းကို ရေချေခံစားရတဲ့အခါမှာတော့သွေးအားနည်းခြင်းနဲ့ဝေါ်ပန်းနည်းခြင်းတို့ကိုပါကြုံတွေ့ရနိုင်ပါတယ်၃ဘိုက်အောင်ခြင်းဥမာကြီးကင်ဆာဖြစ်တဲ့အခါကင်ဆာအကျင့်ရဲ့အရွယ်စားတွေကြောင့် ဥနယံကိုထိခိုက်ခြင်းဥလန်းချောင်းပိတ်ဆို့ခြင်းအပါအဝင်ဥလန်းချောင်းပိုးဝင်ခြင်းစတာတွေကို ဖြစ်စေနိုင်ပြီးတော့နောက်ဆက်တွဲအနေနဲ့နာကျင်မှုကိုခံစားနိုင်ပါတယ်။ဥမာကြီးကင်စာခံစားသူအများစုဟာလက္ခဏာအနေနဲ့ဗိုက်အောင်ခြင်းနာကျင်ခြင်းကိုကြုံတွေ့ရတဲ့အပြင်တခြားခန္ဓာကိုယ်အစိပ်ပိုင်းတွေဖြစ်တဲ့အသည်းကို ပြန့်နှံ့သွားတဲ့အခါမှာဗိုက်အောင်ခြင်း ဖြစ်စေနိုင်ပါတယ်။၄ ကိုယ်လေးချင်းတိတိတတ်တာကြာစင်းခြင်းဥမာကြီးကင်ဆာကိုခံစားရတဲ့ဝေဒနာရှင်တွေမှာကင်ဆာရဲ့တဘာဝအရာခန္ဓာကိုယ်ကအာဟာရဓာတ်တွေကိုကင်ဆာအကျိတ်တွေက ယူဆောင်သုံးဆွဲတာကြောင့်အစီလောင်ကျွမ်းမှုနဲ့ကြွက်သားတဲ့ရောနှင်းမှုတွေကိုခံစားရနိုင်ပါတယ်။ဒါတွေမကဘဲဥမာကြီးကင်ဆာဖြစ်တဲ့အခါမှာအစာစားခြင်းစိတ်ကို ရော့ကျစေသလိုမူးဝေအော့အန်ခြင်းနဲ့ပင်မနှွမ်းလျခြင်းတွေကြောင့် ိုလေးချိန်တိတိတတ်တာကြာစင်းစေနိုင်ပါတယ်၅မောပန်းလွယ်ခြင်းဥမာကြီးကင်ဆာကိုခံစားရသူတွေအနေနဲ့သွေးယိုခြင်းနဲ့ဆက်ဆက်တဲ့သွေးဆုံးကျုံးမှုတွေကြောင့်သွေးအားနည်းခြင်းကိုကြုံရနိုင်ပြီးတော့ဒီအချိန်မှာလက္ခဏာအနေနဲ့ပင်ပန်းနှွေးနေခြင်းအားနည်းခြင်းကို ခံစားရနိုင်ပါတယ်ဒါတွေမကပဲကင်ဆာကြောင့်ခန္ဓာကိုယ်မှာရောင်ရဲနာကျင်မှုများဖြစ်ပေါ်ခြင်းနဲ့ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေကြောင့်လည်း နောက်ဆက်တွဲအနေနဲ့မောပန်းနှွံ့ခြင်းကို ခံစားရနိုင်ပါတယ်။ဥမာကြီးကင်ဆာကိုခံစားရသူအများစုဟာယောဂရဲ့လက္ခဏာကိုပြလိမရှိပဲအချိန်လွန်မှသာသိရတာလည်းရှိနိုင်တာကြောင့်သိငယ်တဲ့ယောဂလက္ခဏာတွေကိုလည်းမပေါ်စားသင့်ပါ။ဥမာကြီးကင်ဆာကစောစောသိနိုင်လေယောဂကိုကုသနိုင်စွမ်းကပုံမြင့်လေဖြစ်တာကြောင့်လိုအပ်တဲ့စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ဖို့လိုသလိုအတတ်နိုင်ဆုံးယောဂကို ကာကွယ်ဖို့အရေးကြီးတာကြောင့်ဘ ਹੁ ဒုဒအနေနဲ့မျှဝေလမ်းရပါတယ်။ဒါကတော့ကုမာကြီးကင်ဆာရဲ့ရှည်ရည်လက္ခဏာ၅ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီကြောင့်အရင်နဲ့ပတ်သက်ပြီးသိချင်တာဒါမှမဟုတ်မေးချင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မတ်မှာမေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။